ကျန်းစာဖတ်ကြားခြင်းအစီအစဉ်မှကြိုဆိုပါ၏ယေရမိအနာဂတိကျမ်းအခန်းကြီး3အငယ်1မှ25ယောက်ျားစွန့်ပစ်သောမိန်းမသည်ထွက်သွား၍အခြားသောသူ၏မယားဖြစ်ပြီးမှအရင်လင်းသည်ထိုမိမကိုပြန်၍ယူသင့်သလောထိုသောပြုသောပြည်သည်ညင်ညူးသည်မဟုတ်လောဟု ဆိုလေးရှိလျင်တင်သင်သည်များစွာသောရည်စားတို့၌မိဝဲ၍မှားယွင်းတော်လဲငါထံသို့ပြန်လာပါဟုထာဝရဘုရားမိန်တော်မူ၏မြင့်သော အရက်များကို မျှော်ကြည့်၍လင်းမနေဘူးသော အရက်တစုံတစ်ခုကိုရှာလောအာရက်လူသည်တော၌စောင့်တကဲ့သို့သင်သည်လမ်းတို့၌စောင့်နေ၍မတရားသောမေထုံအဖျင်၎င်းအာဓမအမှုအဖျင်၎င်းပြီကိုညင်ညူးစေပြီ မိုးခေါင်၍နောင်မိုးတိုင်အောင်မရွာတော်လဲသင်သည်ပြစ်တစားနဖူးရှိ၍ရှက်ချင်းသဘောကိုပယ်ရှားပြီးယခုမှစ၍သင်ကအကျွန်ုပ်အဖ ကိုတော်သည် အကျွန်ုပ်အသက်ငယ်စဉ်စောင့်မပါဘီဟုငါအာအော်ဟစ်ပါစေတော်ဖျားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော အဆုံးတိုင်အောင် အပြစ်ကိုမှတ်တော်မူမည်လောဟု ဆိုပါစေတော် ထို့သောဆိုတော်လဲတတ်နိုင်သမျှအတိုင်းအတ္တမအမှုကိုငါပြုပါသည်တကားယောရှိမင်းကြီးလက်ထက်ထာဝရဖျားသည်ငါအာမိန်တော်မူသည်ကားဖောက်ပြန်သောဣသရေလအမျိုးပြုသောအမှုကိုသင်မြင်ပြီလောမြင့်သောတောင်ရှိသမျှအပေါ်သို့တက်၍၎င်းစိမ့်သောသစ်ပင်ရှိသမျှအောက်၌၎င်းပြစ်တစာလှုပ်လေပြီ သူသည်ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှငါထံသို့ ပြန်လာပါဟုငါပြောတော်လဲသူသည်ပြန်၍မလားထိုအမှုကို သူဤညီမသစ္စာပြတ်တော်ညီမယူဒသည် ကြည်မြင်လေ၏ဖောက်ပြန်သောဣသရေလသည် မတရားသောမေထုံကို ပြု၍မှားယွင်းသောအပြစ်များကြောင့်သူနှင့်ငါကွာ၍ပြက်စာကိုအပ်တော်လဲသစ္စာပြတ်သောညီမယူဒသည်လည်းမကြောက်ဘဲသွား၍ ပြစ်တစာလောက်ကြောင်းကိုငါမြင်ရ၏သူသည်မတရားသောမေထုံကိုပြု၍အလွန်လောလေသောအဖြစ်ပြည်ကိုညှဉ်းညူးစေ၍ကြောင်းနှင့်၎င်းတစ်တုံးနှင့်၎င်းမှားယွင်းလေ၏ထိုများလောက်အပြစ်ရှိတော်လဲသစ္စာပြတ်သောညမယူဒသည်ငါထံသို့စိတ်နှလုံးအကျွေးမဲ့ပြန်၍မလားပြန်လာဟန်ဆောင်သည်ဟုထာဝရဖျားမိန်တော်မူ၏တဖန်ထာဝရဖျားသည်ငါအာမိန်တော်မူသည်က သစ္စာပြတ်သောယူဒသည်ဖောက်ပြန်သောဣသရေလထက်အပြည့်ကြီး၏သင်သည်သွား၍မြောင်မြတ်နာသို့ဟစ်ကြော်ရမည်စကားဟုမူကားအိုးဖောက်ပြန်သောဣသရေလပြန်လာပါဟုထာဝရဖျားမိန်တော်မူ၏သင်၌ငါသည်မျက်မုံးကြိုးခြင်းကိုမပြုဂယုနာစိတ်သောရှိ၏အစဉ်အမြဲထွက်တတ်သည်မဟုတ်ဟုထာဝရဖျားမိန်တော်မူ၏သင်သည်ငါစကားကိုနားမထောင် သင်ဤဖျားသခင်ထာဝရဖျားကိုပြစ်မှား၍စိမ့်သောတစ်ပင်ရှိသမျှအောက်၌တွေ့သောဧည့်သည်တို့နှင့်မှားယွင်းသောအပြစ်ရှိကြောင်းကိုဝင်ချယုံများသာပြုလောဟုထာဝရဖျားမိန်တော်မူ၏။အိုးဖောက်ပြန်သောသူငယ်တို့ပြန်လာကြလောဟုထာဝရဖျားမိန်တော်မူ၏။ငါသည်သင်တို့ကိုယွန်ရှာဘူးတော်လဲသင်တို့မြို့များထဲကတမျိုးလျင်လူတစ်ယောက် မျိုးသားချင်းအဆုစုတဲကတစုလင် လူနှစ်ယောက်ကိုရွေးယူ၍ဇီးအုံမျိုးတို့ပို့ဆောင်မည်ငါသည်နှစ်သက်သောသူတို့ကိုသင်အုပ်အရာ၌ခံထား၍သူတို့သည်ဉာဏ်ပညာနှင့်ပြည့်စုံလျက်သင်တို့ကိုအုပ်ကြလိမ့်မည်ထိုကာလတွင်သင်တို့သည်ပြည်တော်၌တိုးပွားများပြားသောအခါထာဝရဘုရား၏ပြည်ညင်သစ်တာတော်ဟူ၍ နောက်တဖန်မပြောမဆိုရထိုသစ်တာတော်ကိုမစွဲမလန်းမအောင်မေ့မပြူစုရနောက်တဖန်မလုံရဟုထာဝရဖျားမိန်တော်မူ၏ထိုအခါယေရုရှလင်မြို့ကိုထာဝရဖျားဤပလင်ဟု၍ခေါ်ကြလိမ့်မည်လူမျိုးအပေါင်းတို့သည်လည်းထာဝရဖျားဤနာမတော်ကို အမိပြု၍ထိုပလင်တို့စီဝေးကြလိမ့်မည်နောက်တဖန်မိမိတို့၌ သိုးသောစိတ်နှလုံးခိုင်မာခြင်းသဘောသို့လာ၍မကျင့်ရကြထိုကာလ၌ယူဒအမျိုးသည်ဣသရေလအမျိုးနှင့်ပေါင်းဖော်လျက်မြောင်းမျက်နှာအရက်က တစုတီးလာ၍သင်တို့ဘိုးဘေးများအမွေခံဖို့ငါပေးဘူးသောပြည်သို့ ရောက်ကြလိမ့်မည်ငါသည်သင်ကိုသားတို့တွင်အဘယ်သို့ထားရအံ့နီသားရသောပြည်တိုင်းနိုင်ငံအပေါင်းတို့၏အထွတ် ဘုံကြီးသောအမွေခံရာပြည်ကိုတင့်အားအဘယ်သို့ပေးရအံ့နည်းဟုငါမေးသောအခါတင်သည်ငါကိုအကျွန်ုပ်အဖဟု၍ခေါ်ရလိမ့်မည်ငါထံမှလွှဲ၍မသွားရဟုငါပြန်ပြော၏အိုဣသရေလအမျိုးမယားသည်မိမိခင်မွန်၌သစ္စာဖြတ်တကယ်သို့အကယ်စင်စစ်တင်တို့သည်ငါ၌သစ္စာဖြတ်ကြပြီဟုထာဝရဖျားမိန်တော်မူ၏ဣသရေလအမျိုးသားတို့သည်မြင့်သောအရတု၌ငိုကြွေး၍ တောင်းပန်သောအတန်ကိုငါကြားရပြီအချားမူကသူတို့သည် လွမ်းလွဲ၍မိမိတို့ဖျားသခင်ထာဝရဖျားကို မေးလျော့ရပြီအိုးဖောက်ပြန်သော သူငယ်သင်တို့ပြန်လာကြလော ဖောက်ပြန်ရာများကိုငါပြုပြင်ပြီသူတို့ကလည်းအကျွန်ုပ်တို့သည် ကိုတော်ထံသို့လာကြပါ၏ကိုတော်သည်အကျွန်ုပ်တို့၏ဖျားသခင်ထာဝရဖျားဖြစ်တော်မူ၏အကယ်စင်စစ် ကုန်းများနှင့်တောင်ရိုးများတို့သည် အချီးနီးတသက်ဖြစ်ကြ၏အကယ်စင်စစ်အကျွန်ုပ်တို့၏ဖျားသခင်ထာဝရဖျားသည်ဣသရေလအမျိုးကိုကဲတင်ရာအကြောင်းဖြစ်တော်မူ၏ရှက်ဖွယ်သောအရာသည် အကျွန်ုပ်တို့၏ဘိုးဘေးဥစ္စာဤဟုသော သူတို့သိုးနွားသားသမီးများကို အကျွန်ုပ်တို့ငယ်သောအရွယ်ကပင် စား၍ကုန်ပါပြီအကျွန်ုပ်တို့သည်ရှက်ကြောက်လျက်အိပ်ရကြ၏ အသရေပြက်ချင်း၌နှင်မွန်းကြ၏အကြောင်းမူကားအကျွန်ုပ်တို့သည်ငယ်သောအရွယ်မှစ၍ယခုတိုင်အောင်ဘိုးဘေးနှင့်တကွအကျွန်ုပ်တို့၏ဖျားသခင်ထာဝရဘုရား၏စကားတော်ကို နားမထောင်အကျွန်ုပ်တို့၏ဖျားသခင်ထာဝရဘုရားကို ပြစ်မှားပါပြီဟုဆိုကြ၏ကြားနာသူတယောက်ချင်းစီတိုင်းကိုဖျားသခင်ကောင်းကြီးပေးပါစေအာမင် နန္ဒတကူနှင့်ပြည့်စုံတော်မူ၏အရာခတ်သိန်းတို့ကိုဖန်ဆင်းလျက်ရှိသောဘုရားသခင်ကိုရောသည်ဖြောင့်မတ်ခြင်းရှင်တရားမြတ်သောဘုရားဂယုဏကိုနှစ်သက်သောဘုရားလူသားအပေါင်းတို့ကိုလည်းထုကဲ့သို့သောကိုရောဤအင်္ဂါတို့၌ရှိသောကံရှင်းခြင်းဆိုရင်းနဲ့ဖြောင့်မတ်ခြင်းတရားမြတ်ခြင်းကိုအလိုရှိသောဘုရားဖြစ်ပါလေ။ဒီနေ့ကိုရောရွေးကောက်ရွေးခေါ်ယူသောရွေးချယ်ရွေး အသွင်ပြည့်လျက်ရှိသောကိုရောသားသမီးများအားလူလူသည်ယုံကြည်ခြင်းနှင့်တည်၍ဘုရားသခင်အမှုတော်၌တစ္ဆာဆောင်သည့်အသောကကိုတော်သည်အသွင်ပြည့်လျက်ရှိပါသည်ခင်ဆို၍ခက်ခဲကြက်တဲတဲ့လောကကြီးထဲမှာကျွန်တော်တို့ကိုဖြောင့်မခြင်းအပြင်အောင်မြင်ခြင်းရရှိသောကကိုရောအလိုရှိပါသည်ထို့ကြောင့်ရွေးကောက်တော်မူသောလူပေါင်းလူသည်ယုံကြည်ခြင်းသို့ရောက်၍ ယုံကြည်သောသူပေါင်းတို့သည်လည်းပဲအလိုတော်ကိုပြည့်စုံစေရန်ဤလောက၌တောင်းဝန်ရှိစွာအသက်ရှင်ကြပါ၏ပရောဖက်ယေရမိအားဖြင့်ကိုလိုသည်ဖြောင့်မခြင်းတရားမြတ်ခြင်းနှင့်အခဲအခဲဒုက္ခပြဒနာတို့ကိုရင်ဆိုင်အောင်မြင်နိုင်စေခြင်းကခွန်အားပေးခဲ့လိုပဲဒီနေ့ကျွန်တော်တို့မှတို့ကိုကိုရရှင်ဖျားခွန်အားပေးတော်မူပါဘုရားသခင်ကိုရောဤ စကားတော်ကိုကျွန်တော်တို့နှုတ်လိုက်တွင်ပြီးတော်မူသောဘုရားကျွန်တော်တို့ပြောသမျှတော့အရာတို့သည်ဘုရားသခင်ထံကလာတဲ့တည်င်းစကားဖြစ်စဉ်သောငါယနေ့ကျွန်တော်တို့ကိုခွန်အပ်ပါယေရမိကဲ့သို့ကျွန်တော်တို့ဟာငယ်တော်သူဖြစ်တယ်မတက်ပါမတိပါလို့ပြောပြမိဘုရားသခင်ကတတ်သိနိုင်သောညာနှင့်အခွင့်တကူအပ်ပြီးတော်ဘုရားဖြစ်ပါတယ်ဒါကြောင့်ကိုယ်တော်ပြီးတော်အခွင့်တကူအပ်ဖြင့်ကိုယ်တော်ဘုရားသည် ဖန်ဆင်းသောဘုရားဖြစ်ကြောင်းကဲတင်သောဘုရားဖြစ်ကြောင်းစီရင်ပိုင်သောဘုရားဖြစ်ကြောင်းကိုလူပေါင်းတို့သိစဉ်တော့ကယနေ့ကျွန်တော်တို့နှုတ်လိုက်သူစကားကိုသင်ပေးပါမည်အကြောင်းနည်းကျွန်တော်တို့အသက်တာထဲမှာထိုးဘုရားသခင်နှုတ်တော်ထွက်စကားများအဖြစ်လူသားပေါင်းတို့ဘေးဒုက္ခကကဲတင်နိုင်ဖို့ရန်ပြောကြား၍သတိပေးတော်သူများဖြစ်စေပါမည်အကြောင်းတခိယရှင်နာမတော်နဲ့ဆူတောင်းပြီးကိုရိုးအလိုတော်ကိုခံယူလေ အတ္တကိုဆက်ကကြပါသည်အဖမြတ်စွာဘုရားသခင်အာမင်သောရပြသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။သောရပြသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသော။ ဒါဝရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာပြေတော်မူပါစေသောတမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တော်ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်တည်ရှိတည်နေပါစေသော အာမင်